အားလုံးတို့ကလည်းဆိုပါကျွန်တော်ရဲ့ APR Arcan မြန်မာ YouTube Channel လေးကနေနှွေးထွေးစွာပြန်လေးကြိုဆိုလိုက်ပါရယ်စစ်အာဏာသိမ်းပြီးလူငယ်တွေကိုအတင်းအကျပ်စစ်မှုထမ်းခိုင်းနေတဲ့မြန်မာစစ်ကောင်စီကို ICC တရားရုံးသို့လွှဲပြောင်းပေးဖို့အတွက် 45th race ကအရာလိုညီလာခံကိုတောင်းဆိုလိုက်တဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။မြန်မာစစ်ကောင်စီကအလုတ်သမားများအပေါ်မှာအတင်းအကျပ်စီခိုင်းခြင်းအတင်းအကျပ်စစ်မှုထမ်းစီခြင်းအပါအဝင် အလုံးမအခွင့်အရေးနဲ့လူအခွင့်အရေးရှုဖော်မှုများအတွက်မြန်မာစစ်ကောင်စီကို ICC ကပ္ပရာဇဝတ်တရားရုံးသို့လွှဲပြောင်းပေးရန် Fortifyrex ကအပြည့်ပြည့်ဆိုင်ရာအလုံးသမားအဖွဲ့ချုပ်အင်အလိုထံသို့တောင်းဆိုလိုက်ပါတယ်အကြမ်းဖက်စစ်ကောင်စီကိုအလုံးစုံစီးပွားရေးပိတ်ဆို့မှုနဲ့အရှေ့ယူဆုံးဖြတ်ပေးနိုင်ပေးနိုင်ရဲ့ပေးဖို့ရှိနေတဲ့တရားတစ်ဆက်သုံးချိန်မြောက်ကပ္ပအလုံးသမားအဖွဲ့ချုပ်ရဲ့ညီလာခံမှာမနေ့ကဇွန်လ2ရက်နေ့ ဆစ်ဇလန်နိုင်ငံဂျနီဗာမှာစတင်ကျင်းပနေပါတယ်။ Fortify Race ကအရင်လိုညွှန်ကြားရမှု Kevin Humble ထံသို့ယနေ့စာပစ်ပို့လိုက်ပြီးမြန်မာနိုင်ငံအခြေအနေကိုနိုင်ငံတကာပြဇဝတ်ခုံရုံး NCC တို့လွှဲပြောင်းခြင်းပြစ်မှတ်ထားပိတ်ဆို့အရေးယူခြင်းများပြပရောင်းအလုံသမားတမက်ကများနဲ့အခြားလူအခွင့်အရေးကာကွယ်စွန့်ချသူများကိုပန်းဖို့ကူညီခြင်းများအပါအဝင်လိုအပ်သောအရေးယူမှုများဆောင်ရွက်ပေးရန်အကြံပြုထားပါတယ်။ မြန်မာစစ်ကောင်စီကအခြေခံအလို့သမားအခွင့်အရေးတွေကိုစနစ်တကျညှင်းပယ်နေပါတယ်။အရာလိုအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့စစ်ကောင်စီရဲ့ချိုးဖောက်မှုတွေကိုအရှေ့ယူပါမယ်။မြန်မာစစ်ကောင်စီကိုပြည်ပဆိုင်ရာရာဇဝတ်ခုံရုံး ICC ကိုလွှဲပြောင်းပေးပြီးပြည်ပရောက်မြန်မာအလို့သမားတမက်ကတွေနဲ့အလို့သမားအဖွဲ့အစည်းတွေကိုပန်းဖို့ကူညီရပါမယ်လို့45 rate ကအခြေတန်းရှင်းနေ Patrick Bonston ကပြောပါတယ်။ 2023ခုနှစ်အောက်တိုဘာ၄ရက်နေ့ထုတ်အင်အားလိုစုံစမ်းရေးကော်မရှင်ရဲ့အစီအခံစာအစီရင်ခံစာမှာမြန်မာစစ်ကောင်စီကအခြေခံအရသာများရဲ့အခွင့်အရေးတွေကိုချိုးဖောက်နေပြီးအင်အားလိုရဲ့အလုံတမာအခွင့်အရေးနဲ့အာဓမစီခိုင်မှုတားဆီးရေးဆင်ရသဘောတူညီချက်များကိုချိုးဖောက်ခဲ့ကြောင်းထုတ်ဖို့ထားပါတယ် ILO စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့အစီရင်ခံစာမှာစစ်ကောင်စီကအလို့သမားအဖွဲ့ဝင်များကိုတပ်ဖြတ်ခြင်း၊နှိမ်ထက်စီနယ်ဖမ်းဆီးခြင်း၊အထုရောင်ရုံးတင်စစ်ဆေးခြင်း၊ပြစ်ဒဏ်ချမှတ်ခြင်း၊ဖမ်းဆီးခြင်း၊နှိမ်ပတ်နှိပ်စက်ခြင်း၊ထိန်းချခြင်း၊စောင့်ကြည့်ခြင်း၊ပြင်နယ်ခြင်း၊၎င်းတို့ရဲ့အခြေခံအရသာလွတ်လပ်ခွင့်များဆုံးကျုံခြင်း ၎င်းတို့ရဲ့အလုပ်သမားတမကအဖွဲ့ဝင်များနဲ့လုပ်ငန်းဆောင်ရွက်မှုတွေကြောင့်လုပ်ငန်းခွင်မှာဖိနှိပ်ခံရခြင်းများကျူးလွန်ခဲ့ကြောင်းအမျိုးသမီးအလုပ်သမားတမကခေါင်းဆောင်များကိုလိုင်ဘရင်းဆင်ရာအကြံဖေခဲ့ကြောင်းဖော်ပြထားပါတယ်45ရက်ရဲ့စုံစမ်းစစ်ဆေးမှုမှာရိုဟင်ဂျာလက်နက်ကိန်အဖွဲ့များကဘင်္ဂလား ဒစ်နိုင်ငံမှာရှိတဲ့ဒုက္ခသည်စခန်းများမှာရိန်ဂျာဒုက္ခသည်များကိုပြန်ပေးဆွေးပြီးစစ်မှုထမ်းခင်ရမြန်မာစစ်ကောင်စီနဲ့ပူးပေါင်းလှုပ်ဆောင်နေကြောင်းရိန်ဂျာလက်နက်ကိုင်အဖွဲ့များက2024ခုနှစ်မက်လာမှာမေလအထိရိန်ဂျာဒုက္ခသည်1900ခန့်ကိုအတင်းအဓမ္မစုဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ ILO ညွှန်ကြားရေးမှူးချုပ်ထံသို့ 45th Rates ကပေးပို့တဲ့စာမှာ ILO အဖွဲ့ဝင်နိုင်ငံများအနေနဲ့မြန်မာစစ်ကောင်စောင်များနဲ့စွန့်ဆောင်ရေးများအပေါ်ပိတ်မှတ်ထားပိတ်ဆို့အရေးယူမှုများရှာမှတ်ကမြန်မာနိုင်ငံကိုကုန်သွယ်မှု ဖို့သဘောတူညီရှင်းမြန်မာဆင်ခံထားဖို့တိုက်တွန်းထားပါတယ်။မြန်မာနိုင်ငံကပြည်သူတွေဟာစစ်ကောင်စီရဲ့လုပ်ရက်တွေကြောင့်ဆိုးရွားစွာထိခိုက်ခံစားနေကြရပါတယ်။အင်အလိုရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှား33အရာအရေးယူဆောင်ရွက်ခြင်းကဆေးအာဏာရှင်တွေအတွက်လက်နက်ငွေကြီးနဲ့တရားဝင်မှု တို့ကိုပါပြတ်တောင့်စေနိုင်လို့အချမ်းဖြစ်စစ်အုပ်စုကိုအဆုံးသတ်သွားစေနိုင်ရန်အကူအညီဖြစ်စေပါတယ်။ 45 race အနေနဲ့အိုင်ယာလိုအဖွဲ့ဝင်တွေကနေအဖွဲ့အစည်းတွေကိုမြန်မာစစ်ကောင်စီဘုံဖြစ်နိုင်သမျှအပြင်းထန်ဆုံးအရေးယူမှုတွေပြုလုပ်ပေးဖို့တောင်းဆိုပါတယ်ဟု45 race မှာ senior advocate ချစ်သူ Patrick Bonston ကပြောဆိုပါတယ်အိုင်ယာလိုအဖွဲ့ဝင်တွေကများအနေနဲ့စစ်ဆိုးရကိုယ်စားလှယ်အားလုံးကိုစင်ကန်ထားရတဲ့မြို့သားညရဲ့ဆိုးရကိုအသေးမှတ်ပြုအပြည့်အဝစစ်ဆင်ရန်45 race ကစလေတောင်းဆိုထားပါတယ်ဟုတ်ကဲ့ပါခင်ဗျာ ဒီသတင်းကိုကျွန်တော်တို့မြန်မာပြည်သူတွေကြားပြီးထားပြီးဖြစ်မှာပါဆိုတော့အញ្ញလိုကအရေးယူဆောင်ရွက်မှုဟာအဲဒိတာတစ်ခုထီတော့ထီရမှုရှိပါတယ်ဆိုတော့အញ្ញလိုရဲ့133ချိန်မြောက်ဒီညီလာခံအစည်းအဝေးကနေပြီးတော့ဆုံးဖြတ်ခြင်းအပြန်ဆုံးထွက်လာဖို့လိုအပ်နေပါတယ်ဆိုတော့ဒီအစည်းအဝေးမှာချစ်တရားရအရေးယူနိုင်ဖို့ဆိုလို့ရှိရင်အရေးယူနိုင်မယ်ဆိုလို့ရှိရင်ပေါ့လေ အဲကျွန်တော်တို့ငငယ်တုန်းကပေါ့ကျွန်တော်တို့ငငယ်တုန်းကဥသိမ်းစိန်တို့ဥတန်းရွှေတို့လက်ထက်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူတွေကိုလမ်းဖောက်တရားထိုးဟိုကြာထုကြာပေးအဲအဲ့လိုခိုင်းစေတာတွေရှိတယ်လေကျွန်တော်အဲ့ဒီလိုခိုင်းစေတာတွေကိုအဲဒီအိုင်ယာလိုအဖွဲ့အစည်းအနေပြီးတော့အစည်းအခမ်းအစာတွေနဲ့တကွပို့ပြပြီးတော့တို့ရဲ့ဒီဒီပြည်သူတွေကိုအာအတက်မပြည့်သေးတဲ့သူတွေရောအများကြီးပါတာပေါ့လေအဲဆိုတော့ အတင်းအဓမ္မခိုင်းစေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအရင်လိုအဖွဲ့ဝင်နိုင်ငံတနိုင်ငံအနေနဲ့အဲဒါအလုသမားအခွင့်အရေးရှုဖော်တာဖြစ်တဲ့အခကျင့်ွေလေးပြည်သူတွေကိုမပေးမှာဘူးအဲ့တော့မပေးဘင်းတဲ့စစ်သားတွေနဲ့အတင်းအဓမ္မခိုးယူပြီးတော့အရင်အဲဒီအချိုရမှုတွေစစ်သားတွေအဲ့လိုအကြီးကြီးတွေကနေပြီးတော့အတင်းအဓမ္မခိုင်းစေတာတွေအဲလောက်ခဲ့ပါလေဒါဒီတချို့တွေကြုံဖူးကြမှာပါ ဒါတော့အဲ့ဒီဥစ္စာတွေကိုဒီအင်အလိုကအရှေးယူဆောင်ရွက်ဖို့အတွက်အဲဒီတတိပေးတဲ့အတွက်ကြောင့်မလို့နောက်ပိုင်းမှာအာဒါချက်တန့်သွားပါတယ်နော်ဒါတော့အာဒီအင်အလိုရဲ့အရှေးယူဆောင်ရွက်မှုဟာလည်းပဲဒီမှာပြောထားသလိုတရင်တွေမှာပါသလိုပေါ့လေဒီစစ်ကောင်စီရဲ့တရားဝင်မှုနဲ့သူတို့ရဲ့လက်နက်ငွေကြေးအဲရရှိနိုင်မှုရရှိနေမှုကိုသူတို့ရဲ့တရားဝင်မှုကိုပါ ဒါထိခိုက်နိုင်တဲ့အခြေယူဆောင်ရွက်မှုမျိုးဟိုဖြစ်လာနိုင်ပါလေဆိုတော့ဒီအခြေယူမှုကိုဒီပုံမှန်33အရာအခြေယူဆောင်ရွက်ခြင်းဟာဆင်အာနာရှင်တွေရဲ့ငွေကြေးလင်းနဲ့တရားဝင်မှုကိုပြတ်တောက်စေနိုင်တဲ့အထိထိရောက်မှုရှိနိုင်တယ်ဆိုတော့45 rest မှာပြောထားတဲ့အဲအခြေကိတွေပြောထားတဲ့အတိုင်းပါပဲအဲအဲ့လို ဖြစ်လာမယ်ဆိုလို့ရှိရင်တော့ဒါညမတော်လိုင်းရဲ့အတွက် ဒီဆရာနာရှင်စနစ်တွန်လိုင်းရေးအတွက်ဒါအကြီးမားတဲ့အထောက်ပံ့ကြီးတစ်ခုဖြစ်မှာပါဟုတ်ကဲ့ပါခင်ဗျာအဆုံးထိနားဆင်ပေးကြတဲ့ကျွန်တော်တို့ရဲ့မိဘပြည်သူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်အားလုံးဘေးကင်းကျန်းမာကြပါစေခင်ဗျာ